မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာစံခံရေးပါတီလက်အောက်ခံမဟုတ်လို့ NLD ပါတီလက်အောက်ခံမဟုတ်ဘူးလို့ပါတီနှစ်နှစ်ပြည့်တဲ့နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့နိုဝင်ဘာ9ရက်နေ့ကပြောဆိုလိုက်ပါတယ်။အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလို့ကြွေးကြော်တဲ့ဒီပါတီဘယ်လဲဘာလဲ။အမျိုးဘာသာသာသနာစောင့်ရှောက်မဲ့ပါတီလာပြီးလို့ကြွေးကြော်တာဟာလယ်သမားတွေဟာနိုင်ငံရေးအကြောင်းကိုမသိပဲကြွေးထူတာနဲ့ဗိုက်စာတော်ကိုပဲနားလေတာကြောင့်ဓာရီကိုဖြည့်ရှင်းဖို့ထူထောင်ထားတာဖြစ်ပြီး ဘာသာရေးလူမျိုးရေးကိုခုရုံးလုပ်တယ်လို့ပြောမယ်ဆိုရင်အခြားပါတီတွေကဘာကိုဆောင်းဆောင်မှလဲလို့ပါတီဥက္ကဋ္ဌဦးကျော်စွာဆိုကပြောပါတယ်ကျွန်တော်ပြက်ပြက်သားသားပြောပါမယ်ပြည်ကံပြောရဲ့လက်အောက်ခံတပည့်လည်းမဟုတ်ပါဘူး NLD ရဲ့လက်အောက်ခံတပည့်လည်းမဟုတ်ပါဘူးကျွန်တော်တို့လေသမားတို့ကကျွန်တော်အမြဲတမ်းပြောနေတဲ့အတိုင်းပဲဒီမိုကရေစီလည်းနားမလဲပါဘူးဒီမိုကရက်တစ်လည်းနားမလဲပါဘူးဘိုက်စာတာနဲ့ကြွေးထူတာပဲသိပါတယ်ဒါကြောင့်ကျွန်တော်တို့ဘိုက်စာမှုကိုဖြည့်ရှင်းပေးမယ်လေသမားတို့ကြီးကိုယ်ပိုင်ကိုခံလိထားတဲ့လေသမားတို့ကြီးပါ ဟာလယ်သမားပါတီဖြစ်ပါလေဆိုတာပြက်ပြက်သားသားပြောပြရမယ်ကျွန်တော်တို့ဘာသာသာသနာနဲ့စီုံးနေတာမရှိပါဘူးဒါပေမဲ့တိုင်းပြည်မှာကျွန်တော်တို့အမျိုးရဲ့ဘာသာရဲ့သာသနာရဲ့နိုင်ငံတော်ရဲ့ကာကွယ်ရမယ့်ပါတီဖြစ်ဟုတ်လားခုလူမျိုးလည်းပျောက်သွားလို့ခုဘာသာလည်းပျောက်သွားလို့ခုသာသနာလည်းပျောက်သွားလို့ခုနိုင်ငံတော်လည်းပျောက်သွားလို့ညာဒါကြောင့်ကျွန်တော်ကဒီဥစ္စာကိုအမျိုးဘာသာသာသနာနဲ့တော်နဲ့နိုင်ငံတော်ကိုကာကွယ်ဆုံးရှုံးမယ်လယ်သမားပါတီလာပြီလို့ပြောတာဟုတ်လားကျွန်တော်တို့ဘယ်ရာကိုဆုံးရှုံး ကျွန်တော်ပြောတဲ့လမ်းဘေးကဓာတ်တိုင်တွေကိုဆောင်းလျှောက်အောင်ပါတစ်တော်တွေကိုဆောင်းလျှောက်အောင်ပါချောင်းမြောင်းတွေကိုဆောင်းလျှောက်အောင်ပါရေနံတွင်းတွေကိုဆောင်းလျှောက်မယ်ဆိုကျွန်တော်တို့ဂရိပြုပြီးလုပ်အောင်ပါအဲ့ဒီဥစ္စာတွေတစ်ခုမှကျွန်တော်ဆောင်းလျှောက်နိုင်မှုကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့ဘာသာတွေကျွန်တော်တို့သာသနာတွေကျွန်တော်တို့နိုင်ငံတော်ကိုပဲကျွန်တော်ဆောင်းလျှောက်နိုင်မယ်ဒါကြောင့်ဟုတ်လားဒီလိုကြွေးကြော်တာကိုဘာသာရေးကိုလှည့်ပြီးတော့မှခုလုံးလုပ်တယ်လို့တချို့ကလည်းပြောကြပါဒါဆိုရင်အဲ့ဒီပါတီတွေကဘယ်သူ့ကိုဆောင်းလျှောက်ကျွန်တော်ပြန်ပြီးမေးချင်ပါဘယ်သူ့ကိုဆောင်းလျှောက်မှာလဲ လူမျိုးရေးဘာသာရေးအတုံးချတယ်လို့ဆွဆွဲခံနေရတဲ့အပြင် အာဏာရကြံ့ခိုင်ရေးပါတီနဲ့သူတို့ကို ရောထွေးပြီးပြောနေတာဟာလယ်သမားတွေကိုညောင်းနေကန်ချနေတယ်လို့ဖြစ်နေတယ်လို့ပြောဆိုခဲ့ပါတယ်။ပါတီနှစ်နှစ်ပြည့်ကိုနိုဝင်ဘာ6ရက်နေ့ကကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ဒဇောင်မုံလပြည့်နေ့နဲ့တိုက်နေတာကြောင့်ရက်ရွှေ့ပြီး Sky Star Hotel မှာကျင်းပခဲ့တာလို့ပြောပါတယ်။ဇွဲကပင်တောင်ဆရာတော်နဲ့တန်ဃာတော်တွေကိုစွန့်စက်ကလှူဒန်းခဲ့ပါတယ်။